ဆိုင်ရင်သူသိပ္ပံမဝရေးသားထားတဲ့တောင်ပြောင်းထွေလာပေးစာများဆိုတဲ့စာအုပ်ထဲကတောင်ပြောင်းထွေလာ73ကိုဖတ်ပြပေးကြပါရှင်။ကျမတို့စာဖတ်သူခွန်ရှချိုပါ။ Listeners Heaven Audio Book Channel ကနေတင်ဆက်တာဖြစ်ပါတယ်ရှင်။တောင်ပြောင်းထွေလာ73ရွှေပြည်တော်17ရက်တလ1941ဦးမွနဲ့ပေးလိုက်တဲ့စာအုပ်ရလို့ဝမ်းသာသေးတော့ဗျာ။ပြည်ရွှေဘူအကြောင်းတွေကိုဖတ်ရတာအင်မတန်နေရာကြ။ ပြည်ရွှေပေါ်မှာဖြစ်ပွားခဲ့တဲ့ ပလိတ်ယောဂါတော်တော်ကလေးအေးသွားပြီကြားလို့ပဲတမျိုးဝမ်းမြောက်ရတယ်။ဝက်လက်မှာလည်းပလိတ်ယောဂါကြောင့်တော်တော်ကလေးလှုပ်လှုပ်ရှားရှားဖြစ်သွားတယ်လို့ဝက်လက်တင်စီကစာရသည်ဗျ။ဝက်လက်တို့ပြည်ရွှေပေါ်တို့မှာနှစ်တိုင်းလိုလို ပလိတ်ယောဂါဖြစ်တာခက်သည်ဗျ။ဒီယောဂါနောင်မပေါ်လာရအောင်အမြင့်ကပါခုတ်ပစ်ဖို့လိုတယ်။ဒီလိုလုပ်ဖို့လိုတာဘု து တာဝန်လဲလို့မေးစရာရှိရဲ့။မြို့သူမြို့သားတွေကရော ကျမ်းမာရေးဘက်ကရောတညင်တညာနဲ့ဆောင်ရွက်ကြမှာနေရာကြမယ်ကျမ်းမာရေးဌာနကကြီးစူးစမ်းနေပေမဲ့မြို့သူမြို့သားတွေမကူညီဘူးဆိုရင်ဘယ်အကျိုးရှိမလဲကိုရင်တိတဲ့အတိုင်းပလေယောကနီးရင်ဈေးထဲမှာကြွက်တွေသေးပါရောကြွက်သေးပလားဆိုရင်ဈေးပိတ်ရမှာဆိုလို့ကြွက်သေးတွေကိုအသာဖျောက်ပစ်ကြတယ်ကြွက်သေးတွေကိုစစ်ဆေးဖို့ဆိုင်ရအောင်မပို့ကြဘူးကြွက်တွေသေးပြီလို့မကြခင်မဲဈေးသူဈေးသားတွေကတယောက်တလေပလေယောကနဲ့သေးပါရော လူသေးတာတော့ပလေယောဂာနဲ့တေးပါတယ်လို့ဆိုင်ရမှာမတိုင်ကြားကြဘူး။ဘာဖြစ်လို့မတိုင်ကြားကြသလဲဆိုတော့မြို့ထဲမှာပလေဖြစ်နေတယ်ဆိုရင်ဆိုင်ရကပွဲမိန်မပေးမှဆိုးလို့တဲ့။ဒီလိုနဲ့ပလေယောဂာပြန်ပွားလာပါယော။ပလေယောဂာပြန်ပွားလို့လူတွေအများအများတေးကြည်ပျက်စီးမှထက်ပွဲမိန်မရမှကိုပိုပြီးကြောက်ကြတယ်။ဒီတော့ကပလေယောဂာတနေ့တခြားတိုးပြီးလာတော့တာပေါ့။ နောက်ဆုံးလူတွေတော်တော်များများတေကြီးပျက်စီးကြတော့မှဆိုင်ရာအတိရတော့တယ်ဒီခါကျတော့တားမရစီးမရဖြစ်တော်တာပါလေကျမ်းမာရေးဌာနကလည်းမျက်လုံးပြူမြို့သူမြို့သားတွေကလည်းမျက်လုံးပြူဘလို့လောက်ရမယ်မသိတော့ဘူးပေါ့ဒါကြောင့်မြို့သူမြို့သားတွေဟာဈေး၄50ရက်ပိတ်ဖို့မကြောက်ပါပဲပွဲမိန်၄9ညပိတ်ဖို့ကိုမစိုးရိမ်ပါပဲမြို့သူမြို့သားတွေတေကြီးပျက်စီးမဲ့အရေးကိုသာပိုပြီးစိုးရိမ်က ကျမ်းမာရေးဌာနကိုကူညီဖို့ ကိုရင်တို့တို့လူကြီးလူကောင်းမြို့မိမြို့ဖားတွေကတိုက်တွန်းကြဖို့ကောင်းတယ်။ဒီတော့မှကိုရင်တို့ပြည်ရွှေဘုံမှာပလိယောကအမြင့်ပြတ်သွားမယ်။ခေါတီးကြောင့်မေးလိုက်လို့ရေးရအောင်မယ်။ရွှေပြည်တော်ကခေါတီးသမားတွေကအပျော်သက်သက်ခေါတီးတဲမရိုက်ချင်ကြအောင်ခေါတီးတစ်လုံးကြီးနှလုံးကြီးစသဖြင့်လောင်းကြီးရိုက်ကြသည်ဗျ။တော့ကခေါတီးသမားရောက်ရောက်လာမှဖြင့်သူတို့အကြိုက်ပေါ့။ခေါတီးကွင်းနဲ့ဆင်းနာနဲ့တပြိုင်နက်ကြီးထက်ရတော့တာပဲ။ တော့လာတဲ့လူဆိုတော့သူတို့ကြောက်ပြီးသားဖြစ်နေကွင်းရလဲကိုရိုက်နေကြကွင်းမဟုတ်လေတော့ခွက်ခွက်လန်အောင်ရှုံးတော့တာပေါ့နောက်ပြီးတော့လာတဲ့လူဆိုရင်သူတို့ကအင်မတန်နှင်းကျင်ကြတယ်ဦးစောဟန်တို့များကျွန်တော်တို့လိုတော်သားခေါက်သီးသမားတွေစီကခေါက်သီးတွေကိုနိုင်လွန်းလို့ခေါက်သီးစားဘလူးလို့တာအမြည်တွင်နေပြီခေါက်သီးအချောင်းရေးရကတားရီသမီးရဲ့အချောင်းရေးရအောင်မယ်မောင်မွေးတယောက်ရွှေပြည်တော်ရောက်မှာတော်တော်လဲနေပြီဗျာ အိမ်ရှိမုံတွေတွေဖြက်ဖြက်သွားကြတာကိုမြင်တော့သူ့အကြိုက်ကြနေတာပေါ့။ရောက်စားတော့ကတော့မုံတွေတွေအိမ်ရှိက အော်သွားကြတယ်ဆိုရင်ဝယ်စားခြင်းနဲ့ဆို သူ့အမေကိုပူစားတယ်။သူ့အမေရဲ့အခွင့်ကိုရတော့မှ ခေါ်ပြီးဝယ်စားတယ်။အခုမှတော့အမေစီကတော့ခွင့်မတောင်းတော့ဘူး။မုံတွေလာရင်ခေါ်ပြီးဝယ်စားတော့တာပဲ။သူ့အမေလည်းမတက်နိုင်လို့လွတ်ထားရတော့တာပဲဗျို့။ကျွန်တော်တို့တရုတ်တန်းသွားပြီးခောက်ဆွဲဝယ်စားရင်လည်းသူပါတော့တာပဲ။မလိုက်ခဲနဲ့ဆိုလည်းမရဘူး။ အတင်းငိုပြီးလိုက်တော့တာပဲဗျာ။ကောင်းကလေးတော့ဖြင့်စီးပြက်ကန်းပြက်ဖြစ်နေပြီ။သူများသားသမီးသာဆိုရင်တော့ကျွန်တော်ကောင်းကောင်းကြီးအပြစ်ပြောမှအမှန်ပေါ့။ကိုသားသမီးဆိုတော့ဒီလိုပဲကြည်နေရတော့တယ်။အရင်သူခက်ငငယ်တုန်းကလို့စွန့်တော်တင်ထားတာတွေမနှိုက်စားတာပေါ့ပဲကျေးဇူးတင်ရသေးတော့တယ်။သူနှမကလေးမမွှေးရတော့အေးချမ်းပါရဲ့။ပူပူဆူဆူမရှိလောက်။ नो စို့ချင်းနဲ့စို့အိတ်ချင်းနဲ့အိတ်အိယာက नो ရင်လဲ လူလဲလူလဲနေတော့တာပဲဗျာငိုတယ်လို့ကိုမရှိဘူးတနေ့လုံးပလက်ပလက်နဲ့သူ့ကြည့်ရတာအင်မတန်ပြင်းစရာကောင်းတယ်လို့ဆိုပြီးအိတ်အိတ်ပြီးနှုတ်ဆုပ်သူ့မှာဒီအလုပ်ပဲရှိတယ်ကျွန်တော်တို့လည်းဘာမှမလုပ်စီပဲသူ့လိုထားမယ်ဆိုရင်အင်မတန်ပြင်းမှာပဲတနေ့ကသူ့ကိုကြောက်ထိုးလို့တရက်နှစ်ရက်လောက်ဖျားရှာတယ်ခမညာငိုလိုက်တာတနာစရာပဲအခုတော့ကောင်းသွားပါပြီသားတွေသမီးတွေကြမ်းကြမ်းမာမာနဲ့ဆိုရင်တမျိုးပျော်စရာကောင်းတယ် တို့မကြမ်းမာဖြစ်နေတဲ့အခါဆိုရင်တော့လေစိတ်ပူလိုက်ရတာမပြောပါနဲ့တော့ဗျာဘလို့နေရမယ်တော့မသိဘူးကိုရင်တို့ကတော့လူပြိုကြီးတွေမို့ကိုတွေးမဟုတ်သေးဘူးစာတွေးမြတာရှိသေးတယ်တာသမီးရဲ့အကြောင်းရေးပြီးတို့ရဲ့မိဘနှစ်ပါးအကြောင်းရေးရအောင်မယ်မောင်မွှေးမမွှေးရဲ့မိဘနှစ်ပါးရွှေပြည်တော်ကိုရောက်ခရဲကထမင်းစောက်ဝင်လိုက်ကြတာမပြောပါနဲ့တော့ဗျာကြီးရွှေဘုံမှာတော့လို့ငါးပစုံနေကိုငတ်လာတာနဲ့ အခုဒီကိုရောက်တော့ငါးပစုံကိုကြီးဝယ်ဆနေတယ်မျိုးတခါတခါကိုရင့်ကိုအင်မတန်တနာမိတယ်အောက်သားတွေဆိုတော့ငါးပစုံကိုအင်မတန်ကြိုက်ပေါ့ဒါကြောင့်အညာသားဆိုင်ရေးဆရာတွေကအောက်သားတွေကိုငါးချစ်တလိုင်းဆိုပြီးချိုးလိုက်ကြတယ်မဟုတ်လားသူတို့ကငါးချစ်တလိုင်းမဲဆိုဆိုငါးချစ်မှုမဲဆိုဆိုကိစ္စမရှိဘူးငါးပစုံမှန်မှန်စားရရင်ဝမ်းသာပြီမနက်ကရွှေတကုံဖရရောက်သွားတယ်ဗျာ ဖះတော့ဖြင့်အရင်တိုင်းမှာပဲဖះဆောင်းနှမ်းမှာရောက်နေကြတဲ့ပန်းတဲ့လောကကြီးကတော့တော်တော်ပြောင်းလဲနေပြီအရင်ကျွန်တော်တို့ကြောင်းသားဘဝတုန်းကအသည့်မိတ်ဆွေပန်းတဲ့တွေမရှိကြတော့ဘယ်ရောက်ကုန်လဲမသိသူတို့နေရာမှာပန်းတဲ့အစ်တတွေရောက်နေကြပြီဗျအရင်အသည့်မိတ်ဆွေတွေအကြောင်းသတင်းမေးမလို့ဟာခင်သန်းမြန်ပါနေတော့သူအထင်မှားမှစိုးရသေးတယ်ဒါနဲ့ပဲအသာပြန်လာခဲ့ရတယ်ကျောင်းသားဘဝတော်ကတနင်္ဂနွေနေ့တိုင်းဖျားဘူးသွားရင န်းဆိုင်မှာ ထိုင်ပြီးစကားများခဲ့ရတာတွေကိုလွမ်းသေးတော့ဗျာရန်ကုန်မှာလမ်းဘေးထီဆိုင်ကလေးတွေတော်တော်များနေတယ်ထီလက်မှတ်ရောင်းတဲ့သူတွေဟာလှလှပပပြွပြပြင်းပြင်းနဲ့ဆိုတော့ထီလက်မှတ်တွေကိုအင်မတန်ဝဲခြင်းစရာကောင်းတော့ဗျာတနေ့လမ်းကြုံတာနဲ့ထီလက်မှတ်ရောင်းတဲ့ယုံကလေးတစ်ခုရှိကိုရောက်သွားပါယောအဲ့ဒီအခိုက်မှာတထေးဖြစ်ချင်တဲ့စိတ်ကပေါက်နေတာနဲ့အိတ်ထဲကငွေနှစ်ချက်ထုတ်ပြီးထီလက်မှတ်တစ်စောင်ဝဲတယ် ချီလက်မှတ်ရောင်းသူလေးကအတိတ်ဘလို့ထက်ရမလဲမေးတော့အစာစိတ်ကူးရှိပြီးသားကလည်းမရှိကြာကြာစဉ်းစားနေဖို့ကလည်းအချိန်မရှိလေတော့ချီလက်မှတ်ရောင်းသူကိုဝယ်ယူရန်လို့ထဲလိုက်ပါဗျာရဲ့လို့ပြောမိတော့မလို့နောက်မှသတိရတာနဲ့စကနေရန်စဲဘိုးဘိုးအောင်အလိုမရှိလို့ထဲလိုက်ပါခမလို့ပြောလိုက်တယ်ချီလက်မှတ်ရောင်းသူကလေးကလည်းရှုတီတီရေးပြီးလက်မှတ်ကိုကမ်းပေးပြီးတာနဲ့ယူပြီးထွက်ခဲ့တာပဲပြောဘိုးဘိုးအောင်မပါခကြီးတဲ့မှာ ကျွန်တော်တို့လိုခွာစားတွေလည်းရှိသေးတကူလို့ခမရလေးကတွေးမိမလားမပြောတတ်တော့ဘူးကျွန်တော်လက်ဦးကအကြံရတဲ့အတိုင်းထီလက်မှတ်ရောင်းသူကိုဝယ်ယူရန်ဆိုတဲ့အတိတ်နဲ့များထိုးမိရင်အခက်ပဲပြောအဲ့ဒီထီလက်မှတ်ကို မြင်သွားမှဖြင့်ခင်တန်းမြင့်တော်တော်ဒေါဖောက်မှမြင်အောင်သေးရဲ့ဒီတော့လက်မှတ်ကို သူ့ပြဝင်မှာမဟုတ်ဘူးမပြပဲဝတ်ထားမယ်ဆိုုံတော့နောက်ထီပေါက်လာတဲ့အခါမခက်ပြီဘူးလား ထီပေါက်လို့ဝမ်းသာရမှာထက်အတိတ်ကြောင့်မိမဆူလို့စိတ်ဆင်းရဲရမှာပိုနေမလားမပြောတတ်ဘူး။ပြိုင်ပွဲမှာပထမစွဲသူကလေးကိုယူရန်ဆိုတဲ့အတိတ်နဲ့ပေါက်တဲ့ဥပစင်းလို့လင်းဝဲရန်ဆိုတဲ့အတိတ်နဲ့ပေါက်တဲ့အသက်60ကျော်ကျောင်းမကြီးလို့ဝမ်းသာရှက်ကြောက်ဖြစ်နေရမှာဆိုတဲ့စာအုပ်အဆုံးမသက်ခင်ခန္ဓာလောကနဲ့ပတ်သက်ပြီးဝမ်းသာစရာအကြောင်းလေးကိုရေးလိုက်ရအောင်မယ် ဇန်နဝါရီလ20ရက်နေ့ညကျွန်တော်တို့အသင်းရဲ့ဥက္ကဋ္ဌကြီးဦးဘလွင်ကြီးအိမ်မှာအသင်းအလုပ်အမှုဆောင်အစည်းအဝေးကျင်းပတယ်။အမှုဆောင်တွေတော်တော်များလာကြတယ်။အားလုံးပဲစိတ်ပါလက်ပါနဲ့ပြောကြဆိုကြဆွေးနွေးကြတာကိုမြင်ရလို့ဝမ်းသာရသေးတော့တယ်။နောက်တော့အမှုဆောင်အစည်းအဝေးကိုလစဉ်ကျင်းပဖို့စိတ်ကူးထားကြသည်ဗျ။အစည်းအဝေးကိုမကြမကြလုပ်တော့အတင်းသားတွေစိတ်အားထက်သန်လာကြတာပေါ့အကြံမျိုးမျိုးကိုလည်းရတာပေါ့ အသင်းအတွက်ကြိုးစားဆောင်ရွက်ခြင်းနဲ့စိတ်တွေလည်းတိုးပွားလာတယ်။အစည်းအဝေးကိုမှန်မှန်မလုပ်တော့အသင်းကိုခက်မိမိဖြစ်နေကြတာပေါ့။ဇန်နဝါရီလ အစည်းအဝေးပွဲမှာလစဉ်စာပြိုင်ပွဲကိုကျင်းပဖို့လဲစီမံနေ။စာပြိုင်ပွဲကြောင့်ကဏ္ဍလောကထဲမှာမကြခင်ကြီးညာပါလိမ့်မယ်။စာပြိုင်ပွဲကျင်းပဖို့ဟာအသင်းရဲ့ရည်ရွယ်ချက်တွေမှာတစ်ခုအပါအဝင် ဖြစ်တယ်။ကဏ္ဍလောကထွက်စာတော့ဟာစာပြိုင်ပွဲလစဉ်ကျင်းပခဲ့တာကိုရင်တို့အသိပဲမလား။ ခေတ်ဆန်းသမားတွေဟာကန္နလောက စာပြိုင်ပွဲမှာလက်တဲ့ဆန်းငယ်မှုတွေတူတွေပါဗျာစာပြိုင်ပွဲကျင်းပတယ်ဆိုရင်လက်စွမ်းလက်စနဲ့ကျောင်းသားလူငယ်လေးတွေကို တွေ့ရတယ်စာပြိုင်ပွဲကိုကန္နလောကမှာမကျင်းပခဲ့တာတော်တော်ကြာပြီအသင်းရဲ့ငွေရေးကြေးရေးမခိုင်လုံလို့မကျင်းပခဲ့ရဘူးအခုတော့စာပြိုင်ပွဲမှာပေးဖို့စုတွေကိုအသင်းရံပုံငွေတွေတည်းကမပေးပဲစိတ်အားထက်သန်ကြတဲ့အသင်းသားတွေက စုပြီးပေးကြမယ် အဲ့ဒီအသင်းသားတွေကိုကျေးဇူးတင်ဖို့အင်မတန်ကောင်းအသင်းရဲ့ရည်ရွယ်ချက်လည်းပြီးမြောက်အသင်းရဲ့ရံပုံငွေကိုလည်းမထိခိုက်စာပေအရေးဝါသနာပါတဲ့ကျောင်းသားတွေအသင်းသားတွေကလည်းအကျိုးမြပေါ့ဗျာပြိုင်ပွဲကျင်းပတဲ့အခါကိုရင်တပည့်တွေလည်းပြိုင်ပွဲ အဝင် ခိုင်းပြီတော့အသင်းနှစ်လည်းအစည်းအဝေးကိုတော့ဖေဖော်ဝါရီ၈ရက်နေ့မှာကျင်းပဖို့ဆုံးဖြတ်ထားကြတယ်အသင်းလှုပ်လှုပ်ရွရွဖြစ်လာတာကြတော့ကိုရင်တို့လိုနေရအသင်းသားတွေဝမ်းမြောက်ကြမယ်ထင်တာပဲ စာရှည်သွားပြီတော်ကြအောင်ဆိုချမ်းသာပါစီဗျာမောင်လူအေးခန္ဓာလောကတွဲ26အမှတ်193ဖေဖော်ဝါရီ1947